ဂျာနယ်လစ်တွေအနေနဲ့မေကူမေးတဲ့အခါမှာကွန်ပျူတာတို့မဟုတ်ဖုန်းကိုမကြည့်ဘဲသူ့ရဲ့မျက်လုံးကိုတက်တက်ကြည့်ပြီးမေကူမေးတဲ့နယ်လို့ဖွင့်ရပြောဆိုလာတဲ့ကုတ်ကြီးရော်နယ်ဒိုဘော်ဒီလေဗစ်စင်အသင်းပေါ်ဂျာနယ်လစ်တွေရဲ့အစိုးမြင်မှုတွေရှိနေကြောင်းအသင်းကောင်းဆောင်ခရစ်စတီယာနိုရော်နယ်ဒိုကဖွင့်ရပြောဆိုခဲ့တာဖြစ်ပါတယ်ဒိမန်တဲ့နဲ့ဒုတိယကျောပွဲစဉ်မထန်ခင်ပွဲချုပ်သတင်းစာချင်းလွှဲပွဲမှာမီဒီယာတွေရဲ့အဆိုးမြင်မှုအပေါ်ခရစ်စတီယာနိုရော်ဒိုကထောက်ပြခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေအတွင်းမှာသတင်းစာချင်းလွှဲပွဲအချို့ကမေးခွန်းတွေကိုကြည့်မယ်ဆိုရင်သဘောကျစရာမကောင်းကြောင်း journalist တချို့ရဲ့မေးခွန်းတွေဟာလေးစားမှုမရှိတဲ့မေးခွန်းတွေဖြစ်ပြီးသူ့ကိုမေးခွန်းမေးမယ်ဆိုရင်ကွန်ပျူတာသုံးဖို့ဖုန်းကိုမကြည့်ဘဲမျက်လုံးကိုတည့်တည့်ကြည့်ပြီးမေးတင်ကြောင်း Cristiano Ronaldo က journalist တွေကိုထောက်ပြပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ရော်နယ်ဒိုကဒိမ်းမဲ့တဲ့ဒုတိယကြောက်ပွဲစဉ်မှာပွဲချိန်အတွင်းပင်နယ်တီလွဲချော်ခဲ့ပေမဲ့အနိုင်ကုတ်ကိုသွင်းယူနိုင်ခဲ့ပြီးအချိန်မှာဒိမ်းမဲ့ကို9-2နဲ့အနိုင်ရရှိခဲ့ကာဆီမီဖိုင်နယ်တက်ရောက်အောင်လဲကူညီပေးနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့် ဒီဝဲစဉ်မိပါရောပေါ်တူဂီသင်းရဲ့နေပြောင်းရောဘတ်တိုမာလီနက်စ်ကဒင်းကောင်းဆောင်ခရစ်စတီယာနိုရတို့ပါဝင်သည်ဖြစ်စေမပါဝင်သည်ဖြစ်စေသူတို့အသင်းကတော့အတူတူပါပဲလို့ဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါရယ်ပထမကြောင်းကဒိမန်အသင်းကဖလာရဲ့ဂိုးနဲ့အားရရှိကြတာမို့အခုဒုတိယကြောင်းပွဲစဉ်အားပေါ်တူဂီသင်းတွေအတော်လေးအရေးကြီးခဲ့တယ်လို့ပွဲကလည်းအပြန်အလှန်သွင်းကုန်နေတဲ့အထီးကောင်းခဲ့တယ်လို့ဆိုရမှာဖြစ်ပါရယ်ဒေါ်လီတို့ကလည်းဗရန်ဒီမူဝင်ခဲ့ပေမဲ့အသင်းအတွက်အရေးပါတဲ့သွင်းကုန်ကိုသွင်းယူပေးကြတာလည်းပဲဖြစ်ပါရယ်ဒေးဗီယောမာလီနက်စ်ကတော့ အတင်းကတော့လုံးဝအတူတူပဲလို့ကျွန်တော်မြင်ပါတယ်ခရစ်စတီယာနိုတို့ကကောင်းကောင်းကစားသွားနိုင်ခဲ့ပါတယ်ဂွန်ဂါကလည်းကောင်းကောင်းကစားနိုင်ခဲ့ပါတယ်သူတို့ဟာမတူညီတဲ့ဇာတ်လက္ခဏာတွေရှိတဲ့ကစားမတွေပါပဲကျွန်တော်ကတော့ခြားနာမှုတိတ်ပြီးမတွေ့ခဲ့ပါဘူးလို့အဖွင့်အားပြောဆိုသွားတာလည်းပဲဖြစ်ပါတယ်ခရစ်စတီယာနိုတို့ဟာပေါ်တူဂီအတွက်219ပွဲပါဝင်စားနိုင်ခဲ့ရင်နိုင်ပွဲပေါင်း136ပွဲနဲ့ဂင်းနစ်စံချိန်တင်ထားတာလည်းပဲဖြစ်ပါတယ်လာဝင်ရည်အသည်မှာမိုင်းရတဲ့အောင်တဲ့လမ်းခွဲရမယ့်ဇာမအနည်းဆုံး၁၀ရောက်ထိရှိနေတယ်လို့သိရှိရပါ ရတဲ့နေကလာမဲ့နေရာဒီမှာဇာမပြောင်းလဲများစွာပြုလုပ်ပဲရှိပြီးတော့လမ်းခွဲရမဲ့ဇာမအ ਨੇ စုံ၁၀ရောက်လောက်အထိရှိတယ်လို့သိရှိရပါတယ် ီလတ်တဲ့အခုရာသီမှာနေပြားပြောင်းလဲပြလို့ရတဲ့အထိအထင်ကြီးရင်းရိုင်းခဲ့ပြီးနေပြားစီအမွေလက်ထက်မှာလည်းရုံးကန်နေရဆဲလဲပဲဖြစ်ပါလိမ့်။ဒါကြောင့်လာမယ့်ညရာသီမှာပြပြင်ပြောင်းလဲမှုတွေကိုပြလို့သွားဖို့စီစဉ်နေသလိုအသေးရန်ပူတဲ့ပန်းရှင်စာဂျင်ဘက်ကလေးကပရီးမီးယားလိချန်ပီယံဆုကိုလာမယ့်၃နှစ်အတွင်းပြန်လဲရယူနိုင်မှုရည်မှန်းထားတဲ့အတွက်အထူးသဖြင့်ပြောင်းလဲမှုတွေဖြစ်လာွယ်ရှိတယ်လို့ထင်ကြေးပေးမှုတွေကလည်းထွက်ပေါ်လေရရှိနေတာဖြစ်ပါလိမ့်။ မိုင်းနဲ့တဲ့အောင်ဇာမများစွာကိုခုံအင်းအားဖြည့်တင်းသွားဖို့ရည်မှန်းထားတဲ့အပြင်နေပြောင်အောင်မွေစိတ်ကြမတွေ့တဲ့အလက်ရှိအသိန်းမှာတိတ်ပြီးထေစွမ်းတိတ်မကောင်းတဲ့ဇာမအနေနဲ့လမ်းခွဲသွားဖို့လေးစီစဉ်ထားတယ်လို့သိရှိရပါတယ်။လက်ရှိဇာမတွေထဲမှာအီဗန်နဲ့ဟီတန်တို့ကလာမယ့်နေရာဒီမှာကဇာမဘွားကနေနားယူတော့မှဖြစ်ပြီးအရီဇင်နဲ့လီနီတို့ကလည်းစာချုပ်တရံကုံဆုံးတော့မှဖြစ်ပါလိမ့်။ မိုင်ရနဲ့အသင်းအားဆိုပါဇာမ၄ရောင်းနဲ့လမ်းခွဲမဲ့အပြင်လက်ရှိအင်္ဂါချထားတဲ့ Margaret Rashford, Anthony နဲ့ San Joe တို့ကလည်းအသင်းမှာပြန်လည်နေအောင်ပေးလို့ခြင်းမရှိတော့တဲ့အတွက်အပြည့်အစုံရောင်းထုတ်သွားဖို့လဲစီစဉ်နေတယ်လို့သိရှိရပါတယ်။နေပြောင်းမှုတွေအားသင်းရဲ့နေရာစုံအားဖြည့်သွားဖို့စံတော်ရှိနေပြီးတော့ကုသမတက်ရောက်တောင်မန်ဇာမတက်ရောက်နဲ့တက်ဆင်မှုတူသူ့အလိုရှိနေတယ်လို့သိရှိရပါတယ်။မိုင်ရန်ရဲ့အရာကိုယာစီမှာယူပါလိဖလားရယူနိုင်ခြင်းမရှိဘူးဆိုရင်တော့ချမ်လီဝင်ငွေနဲ့လွှဲချော်သွားမှာဖြစ်တဲ့အတွက်ဝင်ငွေရောကြဖွယ်ရှိနေပြီးတော့ ဇာမသစ်တွေခုံယူရတဲ့လက်ရှိအသင်းမှာရှိတဲ့ဇာမတွေကိုအရင်ရောင်းထုတ်ပြီးတော့အသုံးစေချပြရမယ့်အခြေအနေလေးပဲဖြစ်ပါတယ်။ဒါကြောင့်ဇာမအများစုကတော့ရွာတဲ့အသင်းမှာအနာဂတ်မရေမရာဖြစ်နေကြောင်းသိရှိရပါတယ်။စာချုပ်ပေါ်ချက်လက်တန်းခြေတန်းဆန်ချူကိုပြည့်တယ်မခေါ်ဘူးဆိုတော့မိုင်းရန်တက်ကိုနေနာချေပေးရမယ်ချဲစီချဲစီတင်းကငါးနဲ့လာရောက်ဇားနေတဲ့ခြေတန်းဆန်ချူကိုနွေရသည်မှာပြည့်တဲ့ခေါ်ယူမှုပြုတော့ဘူးဆိုတော့စာချုပ်ပေါ်ချက်လက်အရာရွတ်တက်ကိုငွေတချို့ပေးရမှာလည်းပဲဖြစ်ပါလိမ့် အင်လန်ဒေါ်မန်ဇာမာနွေရာတိရောကယူရတဲ့အောင်တင်းကနေချဲစီအသင်းကိုငှားနဲ့ပြောင်းရွှေ့ခဲ့တာလည်းပဲဖြစ်ပါတယ်။ချဲစီအသင်းကဆန်ကျိုးရဲ့ငှားစာချုပ်မှာနွေရာတီမှာပေါင်း25သန်းနဲ့အပြည့်သက်ခုရမယ်ဆိုတဲ့အချက်ထည့်သွင်းထုတ်ဆိုထားတာဖြစ်ပါတယ်။တောင်ပါလိုက်ရတဲ့အသင်းကချက်စီဘက်ကသာဂျေဒန်ဆန်ချိုကိုအပြည့်အစုံခေါ်ယူမှုမပြုတ်လို့ဘူးဆိုရင်တော့ငွေကြေးအထုအရောက်ချိမဲ့အချက်ကိုလည်းထည့်သွင်းထုတ်ဆိုထားတာဖြစ်ပါလိမ့်။ဒေယောဒရက်ဒီရဲ့ပေါ်ပြအချက်အရချက်စီအသင်းကဆန်ချိုကိုအပြည့်အစုံခေါ်ယူမှုမပြုတ်လို့ဘူးဆိုရင်တော့ယူရတဲ့ကိုပေါင်း9တန်းပေးချေရမှာလည်းပဲဖြစ်ပါလိမ့်။ ဂျေရန်ဆန်ရောတော့နေရာဒီမှာချက်ချင်းတင်ကိုပြောင်းပြီးတဲ့နောက်ပထမဆုံးပရီးမီယာလိ3ပွဲဆက်ဖန်တီးမှုတွေပြုလုပ်နိုင်ခဲ့ပြီးမိနောက်ပိုင်းမှာတော့ခြေစွမ်းကြဆင်းပြီးတော့ပရီးမီယာလိပွဲ20မှာတကူတဲ့သာတွင်းပြီးဒီကြိမ်နာဖန်တီးမှုပြုလုပ်ပေးနိုင်တာလည်းပဲဖြစ်ပါရယ်။ဒါကြောင့်ချက်ချင်းတင်ကနေရာဒီမှာဂျေရန်ဆန်ကိုပြည့်တဲ့ခေါ်ယူဖို့ထီတုံချတော့ဖြစ်နေတယ်လို့သိရှိရပါရယ်။နောက်ဆုံးထပ်ပေါ်နေတဲ့တွင်အချက်လက်တွေအရချက်သေးသေးကရော်တရသေးရင်ဂျေရန်ဆန်ဂျိုကိုစာချုပ်ဖြတ်သိမ်းပြီးပေါင်း9000ပေးရမယ့်သဘောတူညီချက်ပါဝင်မယ်လည်းပဲပြည်သက်ခေါ်ယူမယ်လို့သိရှိရပါတယ်။ စတမ်ဘောဘေ့ချ်မှာခြေစွမ်းကောင်းနေပြောင်းလာပြီးစတင်နိုင်ခဲ့ပြီးပြင်နောက်ဆုံးမှာတော့အသက်24နှစ်ရွယ်ဇာမရဲ့ခြေစွမ်းဟာကျဆင်းလာခဲ့တာဖြစ်ပါတယ်။စာချုပ်ဖြတ်သိမ်းရေးပြီးရင်အနောက်လန်ဒန်ကလပ်အတွက်လွန်မြောက်နိုင်တဲ့အချက်တွေလည်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ပြန်ပွဲရဲ့မှာနှစ်ကိုးတဲ့သာသွင်းယူနိုင်ပြီးဒီသမလာနှောင်းပိုင်းမှာဂိုးမသွင်းနိုင်တဲ့ဂျေဒန်ဆန်ချိုဟာလာမယ့်ရာသီချန်ပီယံဝင်ခွင့်အတွက်ထိုးစားနေတဲ့အန်ဆိုမာရော့စကာရဲ့အသင်းမှာပုံမှန်နေရာရဖို့ယုံကန်နေရတာဖြစ်ပါတယ်။ ဒါပေမဲ့ဆန်ချွေရဲ့ပြည်သက်ပြောင်းရွှေ့မှုမှာတော့စီစဉ်ထားတဲ့အတိုင်းဆက်လက်ဖြစ်ပေါ်ဖို့မျှော်လင့်ထားပြီးပြည်ရဲ့ရာသီဒေါမွန်သင်းမှာငှားကစားခဲ့စဉ်ချမ်ပလီဘောလူဘက်ကိုတက်ရောက်နိုင်အောင်ကူညီပေးခဲ့တဲ့ခြေစမ်းမျိုးကိုဂျီရန်ဆန်ချွေတယောက်ပြန်လည်ရရှိဖို့ထဲစီသင်းကမျှော်လင့်နေတာလည်းပဲဖြစ်ပါတယ်။နေပြမာရစကာကဆန်ချွေရဲ့ဇာမုံကိုချိန်နဲ့တယ်လို့ထပ်ခါထပ်ခါပြောဆိုထားသလိုအုတ်ထဘုတ်ကနေခါးသီးစွာထွက်ခွာခဲ့ရပြီးနောက်သူဘလောက်အထိတိုးရက်လာလဲဆိုတာကိုအားအသိနဲ့လို့အခိုင်အမာပြောဆိုထားတာလည်းပဲဖြစ်ပါတယ်။ ဂျေဒန်ဆန်ယူကတော့ပြည်တဲ့ရာသီကယူရတဲ့နီးပြားဟာရီတန်နဲ့လူသိရှင်ကြားနင်းပါမှုတွေမှာပါဝင်ခဲ့ပြီးဒေါ်မကိုငှားမချခင်နောက်ထပ်ပွဲစဉ်တွေမှာပါဝင်စားခွင့်ပေးရရှိခဲ့ပါဘူး။အာဂျင်တီးနားနဲ့ကမ္ဘာလားချေစီပွဲစဉ်မှာတိုင်မီရဲ့ပြင်းထန်သတိပေးမှုပြုလုပ်လိုက်တဲ့ရာဖင်ညာ။ဘရာဇီးလ်ရဲ့တက်ဆစ်ဇာမရာဖင်ညာကခါးသီးပြိုင်မဲ့အာဂျင်တီးနားစီနဲ့ကမ္ဘာလားချေစီပွဲစဉ်ရင်းမဆိုင်ပြီးပြင်းထန်သတိပေးမှုပြုလုပ်လိုက်ပါတယ်။ တောင်အမေရိကထိပ်သီးနှစ်သိန်းဟာဂျာတာမင်းနေမှာအရေးပါတဲ့နောက်26ဝက်ဘလခြေစစ်ပွဲစဉ်ယူရန်ဆိုင်ကစားရမှာလည်းပဲဖြစ်ပါရီးဘရာဇီးလင်းကပြည်တဲ့ဘတ်တုံကကိုလံဘီယာကိုရာဖင်ယာပလင်းရှီရဲ့ဂျူနီယာတို့ရဲ့ဂိုးတွေနဲ့နှစ်ကိုယ်တကိုအနံ့ရရှိကြတာလည်းပဲဖြစ်ပါရီးဘရူနိုအေရစ်မှာထိပ်တဲ့မတွေ့ဆုံးပြီးရာဖင်ယာဟာအစားပေါ်တွေကိုစိတ်တမ်းမြင့်တင်မှုပြုလုပ်ခဲ့တာလည်းပဲဖြစ်ပါရီးဘရာဇီးကနေဝင်ရိုမာရီယိုကကျောက်တို့ရဲ့ခြေကျဲဆုံးပြိုင်ပွဲဖြစ်တဲ့အာဂျင်တီးနားနဲ့အီယန်ဆိုင်စားရပါမယ်။မက်ဆီမပါဝင်လို့ဖျားသခင်ကိုကျေးဇူးတင်ပါတယ်။သူတို့ကိုနိုင်ယူနိုင်မလားလို့မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဒါပြင်ရိုမာရီယိုကအာဂျင်တီးနားဘက်ကိုဂိုးသွင်းဖို့စ조사လေးမလားလို့ထပ်မံမေးကြတာလည်းဖြစ်ပါလေ။ဒါကိုရာဗင်ညာကဟုတ်ပါလေကျွန်တော်တို့အစွမ်းကို조사ပြစ်မှာပါ။ရိုမာရီယိုကဒီကောင်တွေကိုချပြစ်လို့ပြောဆိုခဲ့ပြီးရာဗင်ညာကလည်းဒီကောင်တွေကိုကျွန်တော်တို့ချပြစ်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလေ။အာဂျင်တီးနားနဲ့လီယိုနယ်မက်ဆီတင်အားကြောင့်နှုတ်ထွက်သွားခဲ့ရပေမယ့်နောက်ဆုံးခြေစံပွဲစဉ်မှာအော်ရီဂွေကိုတကူကူမရှိနဲ့အနိုင်ရရှိထားတာဖြစ်ပါလေ။ ရာဝဏ်ညာကတော့အင်္ဂါနေ့မှာဂျင်နီနာအတင်းနဲ့ကဘာဘလာချဲဆဲပွဲစဉ်ဈာရမှာဖြစ်လို့ဂျာတာဝင်းနဲ့ဘာစီလိုနာအတင်းရဲ့အိုဆာဆူနာနဲ့လာလီကပွဲစဉ်ကိုလွဲချော်လာဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဈာမဘဝနဲ့နားယူဖို့မစင်သာသေးပါဘူးလို့ဖွင့်ရပြောဆိုလာတယ်။မို့တွေ့လူကမူရီယာဇာမဘွားကလည်းနားယူဖို့စဉ်းစားသေးခြင်းမရှိသေးမှုနဲ့အတူရီယမထွေအသင်းနဲ့စာချုပ်တွေချုပ်ဆိုရေးဆွေးနွေးလာဖို့ရှိနေတာလည်းဖြစ်ပါတယ်။အသက်36နှစ်အရွယ်ခရိုအေးချာတင်းကောင်းဆောင်ဟာအခုရာသီမှာရီယမထွေသမိုင်းမှာတက်ကြီးဆုံးပါဝင်ဇာခွင့်ရသူ အသက်ကြီးဆုံးဂိုးတင်သူအဖြစ်သမတ်မှတ်တိုင်းစာထူနိုင်သူလည်းပဲဖြစ်ပါလိမ့်။သူဟာတိုက်ရွယ်တစ်ခုရလာပြီးဖြစ်ပေမဲ့ခြေသွမ်းကြောက်စင်သေးခြင်းမရှိသေးတဲ့အပြင်ရီယယ်မထွတ်မှာအရေးပါတဲ့စိတ်ပန်းတရအဖြစ်ရှိနေသေးလည်းပဲဖြစ်ပါလိမ့်။တဝါခုရာသီအကုန်မှာရီယယ်မထွေရတဲ့စာချုပ်တရံကုံဆုံးမှာဖြစ်ပေမဲ့2025နောက်26ရာသီအထိအစားဖို့စဉ်းစားနေတာလည်းပဲဖြစ်ပါလိမ့် မော်ဒွေဟာရီယယ်မထွေအသင်းမှာသာကစားမပွားအနားယူလုံနေသူဖြစ်ပြီးစာရွက်သစ်ချုပ်ဆိုခြင်းမခံရဘူးဆိုရင်တော့အမေရိကန်မေဂျာလိဒါမှမဟုတ်ဆော်ရီဘလိုကိုပြောင်းရွှေ့ကစားဖို့အစီအစဉ်လုံးဝမရှိပါဘူး။ဒေါ်နော်26ဂေါ်ဘလာပြန်ပွဲအတွက်တန်ခံမှုပိုင်းအကောင်ဆုံးဖြစ်နေစေဖို့အတွက်ဥရောပမှာပဲဆက်လက်ကစားလို့နေတာလည်းပဲဖြစ်ပါလိမ့်မော်တွဲကတော့အခုအချိန်ကတော့နားယူဖို့ကျွန်တော်မစင်းစားသေးပါဘူးကျွန်တော်အမြဲတမ်းပြောခဲ့သလိုပါပဲရီယယ်မထွေမှာပဲကျွန်တော်အနားယူခြင်းပါလိမ့်ဒါကျွန်တော်အတွက်အိမ်မက်ကြီးတစ်ခုပါပဲ ဘာတွေဖြစ်လာမလဲဆိုတာကတော့ကြည့်ကြရမှာပေါ့။ရာသီကုန်မှုတော့အများကြီးလိုပါသေးတယ်။အခုလက်ကျန်ပွဲစဉ်တွေကိုပဲကျွန်တော်အာရုံစိုက်ထားပါလိမ့်။ဆုံးဖြတ်ချက်ချဖို့ကတော့အလင်းမလိုသေးပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ပရိသတ်များလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ။